ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champions League သက်တည်းအားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့ခုဒီနေ့ရာသီ Premier League မှာအရန်ကိုဟော့ဖြစ်ပြီးတော့အသင်းတိုင်းစောင့်ကြည့်နေတဲ့ကစားမတယောက်ရှိတယ်။အဲဒါကအသက်25နှစ်အရွယ်ရှိတယ်။ဒါအခုဂါနာတောင်ပံကစားမ Antoine Semenyo ပဲဖြစ်တယ်။ပြီးခဲ့တဲ့ရာသီကလေးက Antoine Semenyo က တကယ်ကိုအရေးသွေးရှိပြီးထိတ်တန့်ကလပ်တွေအားလုံးစောင့်ကြည့်နေရသူဖြစ်ပြီးတော့ဒီရသည်မှာလီဗာပူးဆိုရင်ဆာလတ်နေရာမှာအစားထိုးဖို့တို့ထော်တနမ်ဟော့စပါးချယ်ဆီအာစနယ်လီဗာပူးမန်ချက်စတာစီးတီးပရီးမီးယားလိဂ်ကလပ်တွေအားလုံးကသူ့ကိုလိုက်နေကြတာဖြစ်တယ်ဆိုတော့အန်ထရန်စမိုင်းညိုကဘယ်လိုကစားမမျိုးလဲအသက်25နှစ်ရွယ်ရှိတဲ့ဂါနာတောင်ပိုင်းကစားမဖြစ်တဲ့ဒီကစားမကိုဘုံမောက်ကနွေရသည်မှာရောင်းမယ်ဒါပေမဲ့ပြည်တနာက ဇန်နဝါရီကာလမှာသူ့ရဲ့ရောကြီးစာချုပ်ကကျွန်တော်မျော်လင့်ထားတဲ့ပြောင်းရွှေ့ခြင်းတဲ့အနေငယ်နေတယ်ဘုံမောက်ကသူ့ကိုလာမဲ့နွေရာသီမှာပေါင်85တန်းလောက်နဲ့ရောင်းချဖို့ဆုံးဖြတ်ထားတယ်ဒါပေမဲ့လည်းကန်ဆိုးစွာနဲ့အန်တွန်ဆမန်ညိုရဲ့ရောကြီးစာချုပ်ဟာလာမဲ့ဇန်နဝါရီကာလမှာပေါင်65တန်းပဲရှိတယ်အဲ့ချက်ကဘုံမောက်ကသူ့ကိုလုံးဝကွန်ထရိုးလုပ်လို့မရဘူးရောကြီးစာချုပ်ဆိုတဲ့သဘောတရားရာကစားမတယောက်ဟာ အဲ့ယောကြီးစာချုပ်နဲ့ထွက်ခွာခွင့်ရှိမယ်ဆိုရင်တက်ဆိုင်ရာကလပ်ကသူ့ရဲ့ဒဏ်ကြီးကိုပေးပြီးတော့ကစားမကိုတာစီယုံနိုင်ရင်သူ့အတင်းကဘာမှလုပ်လို့မရဘူးဆိုဘုံမောက်ကသူ့ကိုနှွေရာဒီမှာရောင်းကျင်တယ်နှွေရာဒီမှာဆို85ဒန်းလောက်အနည်းဆုံးတာဂတ်ထားပြီးတော့ထိတ်တန်းကလပ်တွေကိုရောင်းဖို့စဉ်းစားမယ့်အချိန်မှာတကယ်ဒိဗစ်အွန်ဆိန်နဲ့ Athletic Report ရဲ့အဆိုအရ Antoine Semenyo ရဲ့ယောကြီးစာချုပ်ကပေါင်65ဒန်းဖြစ်တယ်လက်ရှိသူ့ရဲ့ current market ပေါက်ကြီးကယူရို55ဒန်း လီဗာပူးဆိုရင်အခုလက်ရှိမှာဂျာရဘိုဝင်တို့အန်ထွန်ဆမန်ယူတို့မိုက်ကယ်အလီစီအပါဝင်ထိတ်တန်းတောင်ပင်ကစားမဒီမာလစ်ဖိုဖာနာတို့ဘာတို့ဒီစားမတွေထော်တန်ဆိုရင်လည်းဒါအခုရိုဒရီတို့ရိုဒရီโกတို့အန်ထွန်ဆမန်ယူတို့ရိုဒရီစကိုဆိုရင်29ပွဲရှိပြီးရဲမတွေ့မှာဂိုးပေါက်ပျောက်နေတယ်ဒီစားမကိုမတွေ့က80လောက်တောင်းနေတဲ့အချိန်မှာပရီးမီးယားလိမှာခြေစွမ်းပြပြီးတော့အခုလက်ရှိမှာအကောင်းဆုံးပုံစံရတဲ့ဆမန်ယူက6ဂိုးသွင်းထားတယ်3ဂိုးဖန်တီးထားတယ် ဒီစားမရဲ့65တန်းဆိုတဲ့တန်ကြီးကတော်တော်လေးကောင်းတယ်။သူကသူ့ရဲ့အဓိကအာသာချက်က left right နှစ်ဖက်လုံးကစားလို့ရမနစ်ကနွေရာသီမှာဘုံမောက်တင်းရဲ့ဒါမိခဲ့တဲ့နှစ်မနစ်ကနွေရာသီမှာအန်ထွန်စမန်းညိုရဲ့တန်ကြီးက10တန်းပဲရှိတာ။ပြီးခဲ့တဲ့ရာသီမှာအရန်ခြေစွမ်းပြတဲ့ဒီရာသီမှာခြေစွမ်းပြရင်အခု စုစုပေါင်းတန်း90ဖြစ်တယ်။ထော်တန်ဟော့စ်ဘာကမနစ်ကတော့ပေါင်းတန်း30 35တန်းနဲ့ကမ်းလန်းတယ်။ပယ်ချခံရတယ်။အခု အန်ထရန်ဆမန်ညိုရဲ့လက်ရှိသူ့ရဲ့ current contract က2030အထိရှိတယ်။သူက2023မှာစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီးတော့ဒီစားမောက်ကို2023မှာ Brisso City အသင်းကနေဘုံမောက်က Euro 10 10.5သန်းတည်းနဲ့ခေါ်ခဲ့တာ။ဆိုတော့အခုသေးကြတယ်ဗျာ65သန်းဆိုရင် Euro 80ပဲ။ဆိုတော့တန်းခု90တော့မြတ်တယ်။ဒါပေမဲ့သူ့ရဲ့ယောကြီးစာချုပ်တိုင်းမှုတ်ရင်ဒီထက်မကပိုမြတ်နိုင်တယ်။ပေါင်85သန်းဆိုအနည်းဆုံး Euro 90ပဲ။အဲ့ဒါဆို80လောက်မြတ်မှာ။ ဒါပေမဲ့လည်းအခုလောလောဆယ်အနေထားရအန်ထွန်ဆမန်ညိုကိုလိုချင်တဲ့အသင်းတွေအားလုံးဟာဇန်နဝါရီမှာစပြီးဂျိုးပန်းလို့ရတဲ့အကြောင်း အက်သလက်တစ်ကအတီးပြူထားတယ်ပြိုင်ပွဲဆို12ပွဲကစားထားတယ်6ကိုးသွင်း3ကိုးဖန်တီးထားတယ်ဒါဒီယာတီရလို့မဟုတ်ဘူးအန်ထရန်စမန်ညိုကဘုံပေါက်ကိုရောက်လာတာစုစုပေါင်း400တီရှိပြီဟို2020 23တုန်းကဇန်နဝါရီမှာရောက်လာတယ်အဲတုန်းက12ပွဲကစား2ကိုးသွင်းနဲ့20 23 23 24မှာဒါပြိုင်ပြိုင်ပွဲဆုံးမှာ6ကိုးသွင်းပြီးတော့မနစ်ကပြိုင်ပွဲဆုံးမှာ73ကိုးသွင်းပြီးဒီယာတီမှာ6ကိုးသွင်းထားတယ်ဆိုတော့နောက်တစ်ခုကသူ့ကိုခေါ်တဲ့အသင်းတွေအားသာချက်ကအာဖရိကမှာ ဂါနာကခြေစပွဲမအောင်ဘူးအာဖရိကဖလားမှာဂါနာခြေစပွဲမအောင်ဘူးဂါနာကကမ္ဘာဖလားပဲခြေစပွဲအောင်တဲ့အတွက်ဥမာမိုဟာမက်ကူဒူးစ်တို့အန်ထရန်ဆမန်ညိုတို့ကလုံးဝကစားလို့ရတယ်ဆိုတော့အန်ထရန်ဆမန်ညိုကိုပေါင်65တန်းရောကြီးစာချုပ်နဲ့ခေါ်ယူနိုင်မဲ့အသင်းတွေအားလုံးကြိုးပမ်းခွင့်ရှိပြီးတော့ကလပ်ဖက်ကတော့ຫນွေယာတီမ85တန်းရဖို့မျှော်လင့်ထားတယ်2030ထိရှိသည့်တိုင်အောင်အခုလောလောဆယ်မှာသူ့ကိုလိုချင်တဲ့ကလပ်တွေကပရီးမီယာလိဂ်အာစနယ်လီဗာပူးချယ်လ်စီ မန်ယူနိုက်တက်မန်ချက်စတာစီးတီးထော်တန်ကြီး6ကြီးအကုန်ပါတယ်အန်ထွန်ဆမန်ညိုကိုပေါင်65တန်းဆိုရင်လိုချင်ကြလားနောက်တစ်ခုကဒီကစားမရဲ့လောက်ခလာစာပေါ့လေ တနည်းမှာပေါင်3.6တန်းပဲရှိပြီးတော့တပတ်ကို9000ကျွဲပဲရှိတယ်။ဘာပဲဖြစ်ဖြစ်တသိန်းတသိန်းကျွဲလောက်ပေးရင်အဲ့အသိန်းရောက်မှာ2သိန်းလောက်ပေးနိုင်တဲ့ကောင်တေချာပေါက်သူရောက်နိုင်တယ်။ဒါ Antoine Semagne ပေါ့လေ။ဒါ contract က25မှာသူထပ်ပြီးတော့9နှစ်တန်ထပ်တိုးထားတယ်။သူ2030အထိတိုးထားတယ်။ Antoine Semagne ကို65တန်းဆိုလိုချင်လား။ဘယ်သိန်းရနိုင်မယ်ထင်လဲ။ကိုမမဝင်အောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်။